တို့တခေတ်တခါကအရန်ကိုအောင်မြင်ခဲ့တဲ့ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင်တင်တင်ထုံးခေါ်ဆရာလေးဒေါ်နန္ဒမန္လာဟာကျွန်တော်တို့ဒီစကိုင်းခလင်ကြောင့်တည်ဆုံသွားပြီဆိုပြီးတော့သတင်းတွေကတော့ Facebook လို့မှုကရင်စာမျက်နှာပေါ်မှာတက်လာနေတာပဲဖြစ်ပါတယ်ကျွန်တော်တို့တင်တင်ထုံးကိုတော့အခုကြီးကလေးတွေလေးတော်တော်လေးကိုတီးကြားရပြအရင်ခေတ်ကဆိုရင်သူ့ရဲ့ faction တွေကအင်မတန်မှရိုင်းနေဆိုပြီးတော့လူကြီးမိဘတွေရဲ့ဝေဖန်ခြင်းကိုခံခဲ့ရမှာပဲလေနောက်ပိုင်းမှာတော့ သူ့ကိုလက်ခံသွားကြတယ်။သူရဲ့တေးဆောင်နေရေချင်းရောတချင်းဆိုတဲ့နေရာမှာရောဒီတက်ကကြာ reflection တွေကတော်တော်လေးကိုဒါလူများထက်သမှုကိုထူချားနေတာဖြစ်တဲ့အတွက်အများကြီးအားပေးခြင်းကိုခံခဲ့ရတဲ့သူလေးဖြစ်ပါတယ်။ဒါပေမဲ့ဘယ်သူထင်မလဲတော့ဒီလောက်ထက်ထိတော့အမှုများလောကမှာလေးအောင်မြင်နေပြီးတဲ့ခါကျတော့ဝါစာတွေကိုလည်းသူများထက်တော့ထင်ထင်ပေါ်ပေါ် fiction ကြကြဝတ်တက်တဲ့သူက သူတို့ဘဝလုံးကြီးเนาะအောင်မြင်မှုများစွာကိုအကုန်လုံးကိုဆွလွတ်ပြီးတော့ပိုင်းဆိုင်မှုတွေကိုဆွလွတ်ပြီးတော့သာဒနာပေါင်းတွေကိုဝင်သွားပြီးတော့เนาะတရားပဲကျင့်ကြံနေထိုင်တော့တယ်လို့ဘသူကယုံပါလေဘသူကထင်ပါလေဒါပေမဲ့သူကတကယ်ကိုလုတ်ပြသွားခဲ့တာပဲဖြစ်ပါတယ်အခုဘဝမှာအောင်မြင်မှုတွေကိုဆွလွတ်ပြီးတော့နောင်ဘဝအတွက်တရားမေလံကိုတင့်တင့်ထုံးကောဒေါ်နန္ဒမာလာကเนาะဆရာလေးဒေါ်နန္ဒမာလာကရွေးချယ်လိုက်တာပဲဖြစ်ပါတယ်ဦးတော်ဘသူကထင်မလဲတကယ်ကိုစိတ်မကောင်းဘူး စကိုင်းကလင်ကြီးနဲ့တင်းတင်းထွန်းနော်ဒါသူတို့ရဲ့ចောင်းဆောင်ကြီးပြိုကျတဲ့ကာမှာပါသွားပြီဆိုပြီးတော့နော်သတင်းတွေတက်လာတာဖြစ်တဲ့အတွက်အင်မတန်မှ online ပေါ်မှာတော့ငိုယူနေကြပြီလေဖြစ်ပါတယ်